ငလင်ထန်ကြောင့်အဆောက်အဦပြိုကျပြီးရှစ်ရက်အကြာမှာရှာဖွေကယ်ဆယ်ရေးဝင်ခဲ့ရတဲ့ရွှေဝင်းအမျိုးသမီးပေါ်လာဆောင်ကနေတည်ဆုံပြီးသားရွှေဝလောင်းကိုသာရှာဖွေတွေ့ရှိခဲ့တဲ့ beauty blogger ဆိုရာတတိယ beauty blogger မလေးဖြစ်တဲ့ဆိုရာကတော့မန္တလေးမြို့ကရွှေဝင်းအမျိုးသမီးပေါ်လာဆောင်မှာနေထိုင်သူတယောက်ဖြစ်ပြီးငလင်လုတဲ့နေ့မတ်လ28ရက်နေ့ကအဆောင်မှာရှိနေခဲ့ပြီးအပြင်ကိုပြေးထွက်စင်မှာမလွတ်လိုက်ဖဲပြိုကျသွားတဲ့နေရာမှာပြိမိနေခဲ့တာလို့သိရပါတယ်။ အဆိုပါအဆောင်ထဲမှာအဆောင်သူတွေပြိမိနေတယ်လို့ဝိုင်းပြောကြပေမယ့်အဆောင်ကတာဝန်ရှိသူတွေကပြိမိသူမရှိကြောင်းပြောပြီးရှာဖွေမှုတွေမလုပ်ခဲ့ကြဘူးလို့လည်းပဝင်းကျင်ကဆိုထားကြပါတယ်။မနေ့ကဧပြီလ9ရက်နေ့မှာမှစတင်ရှာဖွေကယ်ဆယ်ခဲ့ကြတာဖြစ်ပြီးလက်ရှိအချိန်အထိအဆောင်မှတာဝန်ရှိသူအမျိုးသမီးတအူ beauty blogger Sora Kho ဤတော်တာနဲ့နောက်ထပ်အမျိုးသမီးတအူစုစုပေါင်း3ဦးတို့ရဲ့ဓာတ်ပေါ်လီကိုရရှိထားပြီးဖြစ်တယ်လို့ဖော်ပြထားတာလည်းဖြစ်ပါတယ်။ beauty blogger sora kho itora ha အဆောင်ရဲ့ဒုတိယထပ်မှာကြောက်ပြားပြီးမိနေကြတာဖြစ်တယ်လို့ရှားဖွေကူညီကယ်ဆယ်ပေးသူတွေက ပြောထားကြပါတယ်အဆိုပါဆောင်ရဲ့အောက်ဆုံးထက်ကိုကားဆိုင်ကထားတဲ့နေရာအဖြစ်ပြုလုပ်ထားတာဖြစ်ပြီးငလင်လောက်တဲ့အချိန်မှာအဆိုပါကားဆိုင်ကထားတဲ့အောက်ဆုံးထက်နဲ့သူနဲ့ကက်လျက်ထက်ခိုးတို့ပြိုကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါထက်ခိုးမှာတော့အဆောင်ပိုင်ရှင်ရဲ့အမျိုးသမီးဖြစ်သူနေထိုင်တာဖြစ်ပြီး အခုတက်ပေါ်ရီတွေးရှိရသူ၃ဦးထဲမှာပါဝင်သူ၁ဦးလည်းဖြစ်ပါတယ်။ 28ရက်3လ2025တုန်းကငလင်တန်ထိပ်ပြီးအထက်တစ်ခုလုံးပြိုကျပြီးမြေကြီးထဲကိုနေဝင်သွားတဲ့ရွှေဝင်းစတိုးဆိုင်ကြီးနဲ့ဘောရာပါတဲ့ငါးတက်အဆောင်ကြီးကိုဘာမှမလုပ်ဘဲဒီအတိုင်းထားခဲ့ပြီးဖြိုမချသေးပဲ10ရက်မြောက်9ရက်4လ2025နေ့ရောက်မှရှင်းလင်းကယ်ဆယ်ရေးအဖွဲ့တွေလာတူးဖို့ရှင်းထုတ်နေပါတယ်။အဆောင်သူတွေနဲ့တိုက်ပိုင်ရှင်တို့ရဲ့ဓာတ်ပေါ်ရေရုပ်အလောင်းတွေတူးဖို့နေကြတာပါတယ်။ အရင်ရက်တွေကအဆောက်အဦနဲ့ဝင်လန်းတွေပိတ်ကားထားပြီးပိတ်မိနစ်မြုပ်နေတဲ့အဆောင်သူတွေနဲ့ပစ္စည်းတွေကိုတဲခွင့်မပေးခဲ့ဘူး။အဆောင်မူကတော့သူတို့နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုတော့ဖြုတ်ယူသွားတယ်။အဲဒီနားမှာအပုံနဲ့တွေလှိုင်းနေတာပဲဟုဆိုကအနီးနားမှာနေထိုင်သူတအူးကပြောပြထားတာလည်းဖြစ်ပါတယ်။အဆိုပါရွှေဝင်းအမျိုးသမီးပေါ်လာဆောင်ဖြူချမှုမှာ beauty blogger ဆိုရာပါသွားခဲ့တဲ့အတွက်သူမကိုအားပေးနေကြတဲ့သူတွေကတော့ဝမ်းနဲ့စိတ်မကောင်းဖြစ်နေကြရတာလည်းဖြစ်ပါတယ်။